တတိယ channel ကိုအားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ဟာဆိုရင်တော့စိတ်ဝင်စားဖွယ်ရာပရလောကဇလန်းတွင်နဲ့ထူးခြားစမ်းကြဲတဲ့ဂမ္မယဝိထုတွေကိုတင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်။ဒီနေ့မှတင်ဆက်ပေးမယ့်ဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်ကတော့စာရေးသူ အက္ခစောရေးသားထားတဲ့ရောက်ခဲ့ဘူးတဲ့စတ္ထာနီဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးကိုတင်ဆက်ပေးမှာပါ။ ဟုတ်ကဲ့ဇလန်းလေးမစားတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဇလန်းသစ်တွေတင်နိုင်သိနိုင်ဖို့ဘေးနားနိုတီဘဲကိုနှိပ်တော့ပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်ပါမယ်ကျုပ်ဘဝမှာမှတ်မှတ်ရရကျွရကြီးစီကိုရောက်ခဲ့ဘူးလေဗျဒီအဖြစ်တွေကကျုပ်အသက်35လောက်မှာဖြစ်ခဲ့တာ2017 2012ခုနှစ်လောက်ကပေါ့ကျုပ်ကမူလာတဲ့ကျောင်းအုပ်အနေနဲ့ရာထူးတိုးပြီးတော့ရွာကြီးကြီးရွာကိုပြောင်းလာခဲ့ရတယ် ။အော်ကျုပ်ကိုကျုပ်တောင်မိတ်ဆက်ဖို့မိနေပြီ။ကျုပ်နာမည်ကစိုးထုံးမှာ။အသက်ကအဲ့ဒီတော့35လောက်ပေါ့။အလုတ်အကန်ကတော့ပညာရေးဝင်နဲ့ကျောင်းစီရပေါ့ဗျာ။ရာဒူးတိုးပြီးတော့ရွာကြီးတီရွာမူလာတဲ့အကြောင်းကိုကျောင်းအုပ်ဘဝနဲ့ရောက်လာခဲ့ရတယ်။အဲ့ဒီရွာကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာမေးတင်ပြီးတိဆောက်ထားတဲ့ရွာလိုင်းပေါ့ဗျာ။အင်ဂျင်တင်ထောင်ကျော်ရှိပြီးတော့ရွာဆိုပေမဲ့ရွာမကမြို့မကြဖြစ်နေပြီ။ရွာမှာမူလာတဲ့လုံကျောင်းတစ်ကျောင်းရှိတယ်။ရဲကင်းရှိတယ်။ ကျေးလက်ကျမ်းမာရေးဌာနခွဲရှိစာကြီးတိုက်တွေအော်တိုအိတ်ချင်းယုံတွေလည်းရှိတယ်။ကားလန်ပေးမှမှတိဆောက်ထားတဲ့ရွာဆိုတော့စီရာလည်းတော်တော်စီတယ်။အနီးပါးရွာကလေးတွေကဘာပဲလို့လို့ဒီရွာကိုပဲအားကိုးရတယ်။ဈေးနေဆိုရင်စီလိုက်တာမှပြောမနေပါနဲ့တော့ဗျာ။ကားလန်ရရွာလေကနေဖြတ်သွားတာမို့လို့ကားလန်အရှိဘက်အချမ်းကို အရှိဘက်အနောက်ဘက်အချမ်းကိုအနောက်ချမ်းလို့ခေါ်ရဲဗျ။ရွာလူတွေကတော့ကျုပ်ကိုဆရာကြီးလို့ခေါ်ကြတယ် အသက်ငယ်ပေမဲ့ဆရာလေးလိုမခေါ်ကြတဲ့အကြောင်းကကျုပ်တို့အကြောင်းမှာចောင်းဆရာနောက်ထပ်တယောက်ရှိလို့ပဲဗျသူ့ရောဆရာလေးလိုခေါ်ပြီးတော့ကျုပ်ကရောဆရာကြီးလိုခေါ်ကြတယ်ចောင်းအုပ်ကြီးမို့လို့ဆရာကြီးလိုခေါ်ရလဲဖြစ်နိုင်ပါတယ်ရွာလူတွေကကျုပ်ကိုလေးလေးဆဆဆက်ဆံကြတယ်ចောင်းအုပ်တွေနေဖို့ဆိုပြီးတော့ចောင်းနဲ့တခေါ်တာတာလောက်မှာခြေတန်းရှိအင်ကြီးတန်းလုံးစောက်ပြီးတယ်အရင်ကတာဝန်ကြတဲ့ចောင်းဆရာမကြီးကသူ့မိသားစုနဲ့အဲ့ဒီမှာနေတယ်ဆိုပဲ အခုကျောက်ကတယောက်တည်းသမားဆိုတော့ခြေတန်းရှိအိမ်ရကျုပ်အတွက်ကျေလွန်းနေတယ်။ဆရာလေးညမရမြင့်မြတ်လို့ခေါ်ရင်းပြအသက်ကတော့28နှစ်လောက်ပဲရှိ ਉਮ ေ။ဆရာလေးကဒီရွာနဲ့ခလန်လန်ကမြောင်မင်းကြီးလို့ခေါ်ရဲရွာမှာမွေးတော်ဆိုပဲ။ကျောင်းဆရာဖြစ်တော့ဒီရွာကိုတာဝန်ကြတယ်။အခုရွာကြီးနဲ့မြောင်မင်းကြီးရွာနေရတော်တော်လှမ်းနေ။စိုင်ကယ်နဲ့သွားရင်၄-၅နာရီလောက်မောင်းရတယ်ဆိုပဲ။ယောက်ျားသားချင်းဆိုတော့ကျုံတဲ့ဆရာလေးနဲ့ပေါင်းမိကြတယ်ပေါ့ဗျာ။ ဆရာလေးအရွာဝေးလို့ကြီးရွာသူ့ဆွေမျိုးတယောက်စီမှာကတ်နေရတယ်။စနေတနင်္ဂနွေကြောင်းပရက်ဆိုရင်ရွာကိုပြန်နေ။မပြန်တဲ့အခါလဲမပြန်ဘူးပေါ့။ဆရာလေးကရိုးသားပါတယ်။သူ့နဲ့ကျောင်းနဲ့ပေါင်းလို့ပိုကောင်းသွားတာသူကလည်းစာဖတ်တဲ့သူကျုပ်ကလည်းစာသမားပေးသမားဆိုတော့ဝါသနာချင်းတူပြီးတော့တကယ်ညီကိုရင်းတွေလိုခင်မင်သွားမိတယ်။တရတော်ဆရာလေးနေတဲ့အိမ်ကိုလိုက်သွားဖြစ်တယ်။သူ့ဆွေမျိုးအိမ်ကတစ်သားအိမ်ကုတ်ကုတ်ကျဉ်ကျဉ်လေးပြ ိမ်မှာလဲကလေးတွေနဲ့စုညံပွက်လို့ရညီတာပဲဆရာလေးရဲ့အတွက်တီးတန့်အခန်းတွေဘာတွေမရှိပဲဖျားစင်အရှိမအေ့ရတယ်။ကောင်းရင်မှာစာအုပ်တွေပုံလို့ပေါ့ကျုပ်တနာသွားတာနဲ့ဆရာလေးကိုကျုပ်ရင်မှာခေါ်ထားလိုက်တယ်။ခြေတန်းရှိအင်ဂျင်ကြီးကကျုပ်တို့နှစ်ယောက်ကောင်းကောင်းကြီးညီလောက်ပါတယ်ဗျာ။ကျုပ်ပြောတော့ဆရာလေးကတော်တော်ပြောသားပုံပဲ။သူ့လည်းဒီမှာနေချင်ပုံမရအောင်။ဒါနဲ့ကျုပ်နေတဲ့အိမ်ကိုပြောင်းလာတယ်။ကျုပ်လည်းအဖော်ရရင်မဟုတ်လား။တိုင်နေတဲ့အတူနေတော့ပို့ပြီးတော့ရင်းနှီးသွားကြတယ်။ ညညဆိုရင်းရွေးချမ်းတောက်ရင်နဲ့စာကြောင်းပေးကြောင်းတွေပြောပြတယ်။ကျုပ်စီအားစာအုပ်တွေကိုသူဟာငှဖတ်သူ့စီအားစာအုပ်တွေကိုလည်းလဲလှယ်ဖတ်ကြနေပေါ့ဗျာ။ဒီလိုနဲ့ပွင့်လင်းရာတည်ရောက်လာခဲ့တယ်။ဆရာလေးနဲ့ကျုပ်လေးတော်တော်ခင်းနေကြပြီ။စနေတနင်္ဂနွေကျောင်းပိတ်ရက်မှာဆရာလေးကသူတို့ရွာကိုလိုက်ခဲ့ပါလားလို့ခေါ်တယ်။သူတို့ရွာမှာရှင်ပြူအလှတစ်ခုရှိတယ်ဆိုပဲ။မိုးရင်းတော့ကလမ်းမကောင်းပေမဲ့အခုတော့လမ်းတွေဖြူသွားပါပြီ။ကျုပ်လေးကျောင်းနဲ့အိမ် အိမ်နဲ့ကြောင်းမဲ့နေ့စဉ်သွားနေရတာဆိုတော့စိတ်ပြေလက်ပြောက်ဖြစ်သွားလိုက်သွားမယ်ဆိုပြီးတော့ခေါင်းငိမ့်လိုက်တယ်။စနေနေ့မနေ့မှာကျုံတဲ့ဆရာလေးနဲ့ဆိုင်ငယ်တယောက်တစ်စီးစီးပြီးတော့ထွက်လာခဲ့ကြတယ်။ဆရာလေးတို့ရွာကိုရောက်ဖို့ကကားလမ်းမရဲ့အတိုင်းအတော်ကြောင်မောင်းရတယ်။မျိုးတစ်မျိုးကိုဖြတ်ပြီးတော့တာလမ်းမကြီးတစ်ခုကိုတွေ့တယ်။အဲ့ဒီတာလမ်းမကြီးကနေတောင်တန်းတွေရှိတဲ့ဘက်ကိုဆက်မောင်းရတယ်။တာလမ်းကြီးကအစပိုင်းမှာလမ်းခင်းထားတယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့မြေသားလမ်းကြီးဖြစ်သွားတယ်။ တချို့နေရာမှာကြောက်ခဲတွေခင်းထားလို့ဆိုင်ငယ်ဘိမပောက်အောင်တော်တော်မောင်းယူရတယ်။ဒီလိုနဲ့မောင်းလာကြရင်လည်းနေမောတဲ့ချင်းလောက်မှာရွာကိုရောက်ခဲ့တယ်။ရွာတောင်ကြီးရွာလေးပါ။အင်ဂျီယာတရာတောင်ပြည့်ချင်းမှာပြည့်မယ်။ရွာသားတွေကတော့ဥယျာဉ်ချမ်းစိုက်စားကြတာများတယ်။ကွန်ကွန်တီတရက်တီဟိုချမ်းတွေတော်တော်များရှိတယ်။ရွာသားတွေကတော်တော်ဖော်ရွေကြပါတယ်။ကျုပ်ကလည်းလေးလေးဆဆဆက်ဆံကြတယ်။ရွာနာဟိုဖျားဒီဖျားကိုလည်းလိုက်ပို့တယ်။စနေနေ့ကအလိုဝင်နေ့ တနင်္ဂနွေနေ့ကအလူနေ့ပေါ့ဗျာအလူဝဆိုင်းတွေပါရင်မပါပေမဲ့သူ့အနေနဲ့သူတော့စီပါရယ်အလူရှင်တွေကဆရာလေးရဲ့အမျိုးအစွေလို့ပြောရယ်အလူပြီးလို့နေ့တစ်ပိုင်းကျတော့ကြုံမှာပြန်ဖို့ပြင်းရယ်မပြင်းလို့လည်းမရောက်လေဗျာမနေ့ပြန်တနင်္လာနေ့ဆိုတော့ကျောင်းခွင့်ရမဟုတ်လားကျောင်းမှာကျောင်းဆောင်ဆိုတာလည်းမရှိတော့ကျောင်းရဲ့တော့ရီအကုန်လုံးကျုပ်ပဲကန့်ထားရတာကျောင်းကိုကျုံဖွင့်မှရမယ်ဆရာကြီးပြန်တော့မလို့လားဗျပြန်မှဖြစ်မယ်ဆရာလေးကြီး အခုအချိန်ခါမှပြန်မှမနှက်ပြန်ကြောင်းပွင့်နိုင်မှာမဟုတ်လားကျွန်တော်ကတော့ပြန်လို့မဖြစ်သေးလို့ဆရာကြီးရဲ့ဒီလိုလုပ်ပါလားဆရာကြီးအရင်ပြန်မြင်လေကျွန်တော်ဒီရအလုပ်တွေနည်းနည်းပါးပါးရှင်းပြီးအနောက်ကနေလိုက်ခဲ့လိုက်မယ်တကယ်လို့အချိန်မမီတော့ရင်လည်းမနှက်စောကြီးထပြန်လာခဲ့မယ်မင်းနေချင်းနေခဲ့ပါကွာခွင်တီးရတလေငါလုပ်ပေးပါမယ်ငါကတော့ပြန်မှဖြစ်မယ်ဟဲ့တော်ရီအကုန်လုံးကငါလက်ထဲမှာမဟုတ်လားမနှက်ပြန်ဆရာမတွေလိုက်ကျောင်းထဲကိုမဝင်ဖြစ်ပဲဖြစ်နေမယ်ကွာ အားနာလိုက်တာဆရာကြီးဟာရပါရဲကွာကိစ္စမရှိပါဘူးဆရာလေးရဲ့မိဘတွေဆွေမျိုးတွေကကျုပ်အတွက်အသီးနှံတွေစားစရာတွေထည့်ပေးလိုက်ကြသည်လေကျုပ်ရောပြန်မလို့တော့ညနေ3နာရီလောက်ရှိရောပေါ့ဆရာလေးကကျုပ်ရဲ့အနာကိုကတ်လာပြီဆရာကြီးကိုဖြက်လန်းညွန်လိုက်မယ်အဲ့ဒီလည်းအတော့ရင်ចောင်းကိုအလွန်ဆုံးတော့ရ3နာရီလောက်ပဲဟေးဟုတ်လို့လားကွာဟုတ်တယ်ဆရာကြီးအလာတော့ကလည်းရွာစင်တွေဖြက်ပြီးတော့လာရတယ်လမ်းဆိုတော့ တကွေတပတ်ကြီးဖြစ်နေတာဗျအခုပြောတဲ့လမ်းဟာလှဲလမ်းဟောင်းကြီးရွာဆက်ကျဲတယ်ဆိုပေမဲ့လမ်းဟာဖြူးလို့ဗျခေစကားနဲ့ပြောရရင်တော့မြို့ဆောင်လမ်းမဆရာကြီးရဲ့အမြန်မောင်းရင်နှစ်နာရီတတလောက်ဆိုရင်တော့ရောက်ပါတယ်မှန်မှန်ကလေးမောင်းရင်တော့၃နာရီလောက်ပေါ့မဆိုးဟာ၅နာရီလောက်မောင်းရရင်လမ်း၃နာရီလောက်နဲ့ရောက်မယ်ဆိုတော့ခီးတွင်တော့အမှန်ပဲကွာရွာနေထွက်ရင်တာလန်အတိုင်း15မိနစ်လောက်စက်မောင်းလိုက်ဆရာကြီးအဲ့ဒီမှာလမ်းခွဲကြီးတစ်ခုတွေ့လိမ့်မယ် အဲ့ဒီလမ်းကြီးအတိုင်းတန်တန်မတ်မတ်သာလိုက်သွားလမ်းဆုံးရင်ကားလမ်းမအောင်ရောက်မယ်ဆရာကြီးကားလမ်းမအတိုင်းဆက်မောင်းသွားရင်15မိနစ်လောက်ဆိုရင်ကျောင်းကိုရောက်တာပေါ့ဆရာကြီးအေးလမ်းဟာတိတ်တော့မခက်ပါဘူးကွာကျွန်တော်ဒီမှာကိစ္စလေးတွေနည်းနည်းရှင်းပြလိုက်လာခဲ့မယ်ဆရာကြီးအေးပါဒါဆိုငါသွားပြီဟဲ့ကျောက်လေဆရာလေးပြောတဲ့အတိုင်းမောင်းလာခဲ့လိုက်တယ်15မိနစ်လောက်မောင်းပြီးတော့လှဲလန်းဟောင်းကြီးကိုတွေ့ပါပြီဗျာလှဲလန်းဘေးနားမှာမျက်တွေပေါက်နေတယ်ဆိုပေမဲ့ မိသားလိုင်းကတော့ဖြူလို့ဗျဆရာလေးပြောတဲ့အတိုင်းအဲ့ဒီလမ်းကိုချိုးဝင်လာခဲ့တယ်လမ်းဘေးမှာတော့မြက်ရိုင်းတွေပြင်းထန်နေတဲ့ကွင်းကြီးတွေတစ်ပင်အုပ်အုပ်ဆိုင်ဆိုင်နဲ့တော်ရန်ကလေးတွေပဲရှိတယ်လူနေအိမ်ဆိုလို့တအိမ်မှမရှိဘူးဗျမောင်းလာရင်လည်းဂျင်းကနေမိုးချင်းတန်ကြီးကိုကြလိုက်ရတယ်မနေ့ကလေးကမိုးကခက်အောင်အောင်အခုတော့မိုးသားတိန်လေကြီးတွေကကောင်းငင်တခွင်မှအုံဆိုင်နေပါရောကြည့်ရတာအချိန်ကမဟုတ်မိုးရွာတော့မယ်ထင်တယ်ဗျ မိုးလေကင်းလို့သွားပြီဆိုပေမဲ့တခါတလေတော့လေဒီလိုမျိုးမိုးရွာတက်တယ်မဟုတ်လားကျုပ်လည်းဆိုင်ငယ်လေးပါကိုဆွဲပြီးတော့အချိန်ကျင်လိုက်တယ်လေးလမ်းမကြီးကလူမသုံးတာကြာပြီဆိုတော့မိသားတွေကပေ့ကြနေတဲ့နေရာပေ့ကြနေတယ်တချို့နေရာလေကျိုင်းခွက်ကြီးတွေကျင်းကြီးတွေဖြစ်နေတယ်လှဲဆိုရင်တော့သွားဖို့မလွယ်ဘူးဆိုပေမဲ့ဆိုင်ငယ်ကြတော့အဲ့ဒီကျင်းတွေကျန့်တွေကိုရှောင်ကွေးပြီးတော့သွားလို့ရတယ်ရွာဆက်ကျဲတာကတော့ပြောမနေပါနဲ့45မိနစ်လောက်မောင်းလာတာတော့မှလူနေအိမ်ကြီးတအိမ်မောင်မတွေ့ဘူး တခါတခါအုပ်ကူပြက်ကြီးတွေရှိတဲ့တင်ချိုင်ကုန်ဟောင်းကြီးတွေအနားဖြတ်သွားကြတယ်။လွမ်းစီရီလိုလိုဖျားအိုចောင်းပြက်တွေလည်းတစ်ချက်တစ်ချက်တွေ့ရသေးတယ်။ဒီလိုလိုမရှိတဲ့လမ်းမကြီးမှာတယောက်တည်းမောင်းနေရတယ်ဆိုတဲ့အသည့်နဲ့ကြောတော်နည်းနည်းချမ်းလာတယ်။မိုးကလည်းဖြောက်တော့ဖြောက်တော့ကျလာပြီ။ကျုပ်လည်းလန့်လန့်နဲ့တန်ပုတ်တွေကားကိုတက်ဖွားဖွားရွံ့ရင်မောင်းလာခဲ့တယ်။မကြခင်မိုးရီယာစတိုက်ဟောဝနေကျလာတယ်။ကျုံမှာမိုးကမပါပါမပါနဲ့စိုင်ခဲကိုအရှိန်လျှော့ပြီးတော့မောင်းရတယ်။ မုံမောင်ကြီးကြလာပြီးမိုးရီသေးလိုက်တာလေပြောမနေပါနဲ့တော့မိုးဒီမိုးပေါကြီးတွေကကျုပ်ကိုလုံးတပေါက်ပေါက်နဲ့လှကြည့်တာတော်တော်ဆက်တယ်ဗျာဆိုင်ကယ်ဟိုတော့မီးဖွင့်ပြီးတော့မောင်းနေရတယ်လက်ကနာယီကိုကြည့်လိုက်တော့၄နာရီခွဲလောက်ပဲရှိသေးတယ်ဒါပေမဲ့ရာသီဥတုအနေထားကြောင့်မှောင်းမိုက်နေတာမသိရင်ည6နာရီ9နာရီလောက်လို့ထင်ရတယ်မိုးရတော့လမ်းကလည်းပွဲတွေပေါက်လာတယ်မိုးခုတ်ဖို့နေရာတစ်ခုခုရှာပေမဲ့ဘာမှလည်းမတွေ့ဘူးလမ်းဘေးတစ်ဖက်တစ်ချက်မှာတော့ကွင်းတွေကြီးပဲဗျာ လမ်းဘေးမှာလည်းတပင်ကြီးကြီးမားမားကိုတပင်မှမရှိဘူး၁၅မိနစ်လောက်ဆက်မောင်းလာရင်လည်းဆိုင်ကယ်မီးကမှိတ်တုံမှိတ်တုံဖြစ်လာတယ်နောက်တော့ဆိုင်ကယ်ကထိုးရသွားပါလိမ့်ရောကျုပ်တော့တိုင်ပတ်ပေးပြ ဟုတ်တယ်လေမိုးရီယာဒီလောက်ရွာနေရကြတယ်ဆိုင်ကယ်ကဆက်ရသွားတော့စက်ကိုနှိုးကြည့်လို့ဘလို့နှိုးနှိုးမနှိုးပြဆိုင်ကယ်ဘွားဆင်းပြီးတော့ဟိုနိုင်ဒီနိုင်တက်တလောက်မှတ်တလောက်ပြင်ကြည့်တော့လေမရအောင်ဖြစ်နေတယ်စိတ်တွေလည်းတော်တော်ညစ်လာတယ်နောက်တော့အစင်းကြီးရာကနေစိတ်တူလာတယ် ဒီလမ်းကိုညှို့ရပါမလားဆိုပြီးတော့ဆရာလေးကိုလည်းအပြစ်တင်နေမိ။အဲ့လိုအပြစ်တင်နေတဲ့စစ်ဝနာကိုလူကြီးတယောက်ရောက်လာတယ်။ဘာဖြစ်နေရလဲ။လူကြီးကိုမြင်တော့ကျုပ်လန့်သွားတာပဲဗျာ။ဆိုင်ကပြက်နေလို့ပါ။မိုးရီကလည်းတဲနေလိုက်တာ။ဒီအတိုင်းနဲ့မိုးမိပြီးတော့ဖျားနာကုန်မှာပေါ့။အဘနဲ့ရွာကိုလိုက်ခဲ့ပါလား။ဗျာဒီနားမှာရွာရှိလို့လား။ဟိုးအရှိနာမှာအဘတို့ရွာရှိရလေ။ သူပြတဲ့နားကိုကြည့်လိုက်တော့ရွာရှိမရှိမသေးခွဲဘူးဗျ။မိုးရီရွာနေရလဲပါမှာပေါ့။နောက်ဆုံးအကျုပ်ကအဖိုင်နဲ့လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ရွာရှိရဲဆိုတော့ဆိုင်ကယ်ပြင်ဆိုင်တွေပါပြီးရှိလောက်တယ်။မဟုတ်ရင်တော့မှအကျိုးချောင်ပြောပြပြီးတော့ဆိုင်ကယ်ကစည်းလောင်ငှားစီးလို့ရရင်ရနိုင်တယ်မဟုတ်လား။နောက်ပြီးတော့မိုးကလည်းတော်တော်သေးနေတာဆိုတော့ဒီမှာဆက်နေလို့ကလည်းမဖြစ်ဘူး။ဒါနဲ့ပဲအဖိုင်နောက်ကိုဆိုင်ကယ်တွန်းပြီးတော့လိုက်ခဲ့လိုက်တယ်။အဖကြီးရဲ့ပုံမှန်သဏ္ဍာန်ကပိန်ပိန်ပါပါ ခန္ဓာကိုယ်အပေါ်ပိုင်းမှာပင်ကြီးတိုက်ပုံဝှက်ထားတယ်။အောက်ကဒူးလောက်ပဲရှိတဲ့ပစိုးတူတူကလေးနဲ့ခေါင်းပေါင်းကြီးလေးပေါင်လို့ဗျ။သူဆောင်းထားတဲ့ ठी ကအနဲ့ရောင်ကြီး။အစာတော့ခိုထီးလို့ခေါ်တဲ့ ठी အနဲ့ကြီးလို့ထင်နေတာဗျ။တည်တည်ချာချာကြည့်တော့မှပတ်သိမ့် ठी လို့ဝါးနဲ့လှုပ်ထားတဲ့ ठी ကြီးဖြစ်နေတယ်။အပါကြီးကိုကြည့်ပြီးတော့ကျုပ်စိတ်တဲ့ဇဝေဇဝါဖြစ်လာတယ်။အခုခေတ်မှာဒီလိုပုံစံဝတ်စားရလို့ရှိတယ်လို့လားဗျ။ဆောင်းထားတဲ့ ठी ကြီးကလည်းပတ်သိမ့် ठी ကြီးလို့ဟာရင်း ဧကနာဒီလိုကြီးကလူမဟုတ်ရလားလို့ပေါ့ဗျာအရှိနာရောက်တော့တာလန်းပင်းသားမှာလမ်းတွေကလေးတစ်ခုတွေ့တယ်အဘကြီးကလမ်းတွေတွေချိုးဝင်သွားလို့ကြုတ်လေလိုက်ဝင်လာတယ်သိမသွားရခင်မှာပဲအရှိမာရွာတူရွာကိုတွေ့လိုက်ရတယ်တစ်ပင်တွေကြားထဲမှာတက်ကယ်မိုးထားတဲ့တဲအိမ်ကလေးတွေကအစီကြီးပဲဗျရွာဆိုပေမဲ့ရွာထဲရှည်ကြီးတော့မဟုတ်ဘူးအိမ်ကလေးတွေ၄50လုံးလောက်ဝိုင်းပြီးတော့စောက်ထားကြတဲ့ရွာဝိုင်းကလေးရွာလေးမှာရေရင်းတရင်းနဲ့ကွင်းတစ်ခုရှိတယ် အင်္ဂလိပ်တွေအလုံးကအဲ့ဒီကွင်းကိုမျက်နှာမူပြီးတော့တိစောက်ထားကြတယ်။ရွာရဲရောက်တော့ဆိုင်ကယ်မပြောနဲ့ခစ်ပေါ်ပစ္စည်းဘာမှမရှိတဲ့ရွာလေးဖြစ်နေတယ်။ကလေးတွေကကိုလုံးကြီးနဲ့မိုးရဲရီထဲမှာပြေးလွှာစော်ကစားနေကြတယ်။အဘကြီးကအိမ်တိမ်ကိုဥဆောင်ခေါ်သွားတယ်။အဲ့ဒီအိမ်ကရွာရဲကတိမ်ကလေးတွေထဲမှာအကြီးဆုံးအိမ်ကြီးပဲ။ဝါးထီရန်တွေကို အကွက်တွေပေါ်ပြီးတော့ရက်လုထားတယ်။ဝါးကတက်ကယ်မိုးဆိုပေမဲ့တတ်တက်ရရဲ့ဆောက်ထားတဲ့အိမ်ပဲရဲ့ဗျ။ အိမ်မော်ကိုတက်လိုက်တော့အင်းရှိခံမှာဖျားတစ်ချက်ခင်းထားတယ်။တရင်လုံးမှာခစ်ပေါ်လျက်စစ်ပစ္စည်းတွေစိန်ခံပစ္စည်းတွေဘာမှမတွေ့ရပဲ။တောင်းတွေပလုံးတွေနေရာမှာချိတ်ထားတဲ့ဓာရီကိုပဲတွေ့ရတယ်။ဒီအချိန်ထိကျောက်ကတိတ်ပြီးတော့တန်တရာမဝင်သေးဘူး။သွာလာရခက်ခဲတဲ့ရွာကလေးဆိုတော့ခင်တော်ကြရလို့ပဲထင်နေတာ။အိမ်ထဲမှာထွန်းထားတာလေစီမီခွက်ပြ။စီမီခွက်တောင်မှကျောက်တကားမှမမြင်ဘူးတဲ့ပုံစံ။အာလာဒင်စီမီခွက်လိုပုံစံကိုကျင်းညီနဲ့လှုပ်ထားတယ်။ မောင်ရင်လည်းမိုးရီဆူလာတာပဲအဝတ်စားလေးပါလေလဲထားပါလားမလဲတော့ပါဘူးပါကြီးအပေါ်ပါတဲ့အဝတ်တွေလည်းမိုးဆူလို့ရွှဲကုန်ပြီထင်ပါတယ်အဲ့ဒီအဝတ်တွေပြပါအောင်အဘကြီးမီးခင်ပင်ခြောက်တွေသွားမယ်ထင်ပါတယ်အဝတ်စားအိတ်ကိုအဘကြီးစီလှမ်းပေးလိုက်တော့အဘကြီးကတေချာထုတ်ကြည့်တယ်အဝတ်စားအိတ်ကမိုးလုံးနဲ့အိတ်မျိုးမဟုတ်တော့အထက်ကအဝတ်စားရီယာဆူရွှဲနေတယ်တကယ်တော့ကြုံလေအင်းကြီးအစိုးပစိုးအစိုးကြီးနဲ့သူများအိမ်ပေါ်မှာထိုင်နေရတာအားနာလာပြီး အဘအရာအိမ်ကြီးကိုလှမ်းကြည့်ရင်နဲ့ဟေ့လုံမကြီးဒီဝက်စားတွေကို၆တွေ့သွားလို့ထင်းမီးပုံမှာနည်းနည်းလှမ်းပြီးစမ်းပါကွယ်အဘကြီးပြောတော့အိမ်ကြီးကနေအပြိုပေါက်အရွယ်လောက်မိကလေးတယောက်ထွက်လာတယ်ဝက်စားထားတဲ့ပုံစံကိုကြည့်လိုက်တော့လေတောဆန်တဲ့လုံမပုံပုံစံသူဟာအဝတ်တွေကိုယူသွားပြီးတော့15မိနစ်မကြာဘူးပြတ်ထွက်လာတယ်သူယူသွားတဲ့ကျုပ်အဝတ်တွေကနေပူပူမှာကြက်ကြက်လှမ်းထားသလိုမျိုးတွေ့ချောင်နေရဲ့ဗျအဝေးစုံကိုမိခင်လိုက်တယ်ဆိုရင် အနည်းဆုံးတော့မိခိုမိုင်နဲ့လို့လို့အောက်တိုးတိုးအနံ့တခုရမယ်မဟုတ်လားအခုတော့ဘာအနံ့မှမရပဲအကောင်တိုင်းဖြစ်နေတယ်ကျုပ်သိမ့်မတွေးတော့ဘဲနဲ့အဝတ်စားတွေကိုလဲလိုက်တယ်အဝတ်လဲပြီးတော့ကျုပ်ကိုအစားအသောက်တွေထုတ်ကြည့်တယ်ရင်ရွေးချမ်းပူပူနဲ့ပြီးတော့ပေါက်ပေါက်စုပ်ကိုထင်းထင်းနဲ့စုပ်နေထားတဲ့မုံမျိုးတွေချပီးတယ်ကျုပ်ကစားတော့စားကျင်နေပြစိတ်ထဲလဲကြောက်နေမိတာအမှန်အဘကြီးကကျုပ်ကိုကြည့်ပြီးတော့စားလိုက်တောက်လိုက်ပါမောင်ရေ အဘာကြီးကိုမောင်ရင်ကိုဘာမှမလုပ်ပါဘူးကွ။အဘအီးပြောမှကျုပ်ကရင်းရွေးတက်ခွက်ကောက်ငင်းလိုက်တယ်။တလန်းလုံးမိုးရီဆူလာတာဆိုတော့လူကလည်းတော်တော်ချမ်းတက်နေပြီ။ရင်းရွေးပူပူတက်ခွက်ကိုသုံးလေးချက်လောက်မှုပြီးတော့တောက်ထည့်လိုက်တာ။လေချောင်းနဲ့ပူစင်းပြီးတော့တကူလုံးလည်းနှွေးတက်သွားတယ်။ဒါပေမဲ့လက်ဖက်ချောင်းအရသာခါပြီးတော့စိမ့်ရွှေရွှေအနံ့ရရဲပြ။ကျုပ်ရသာခံနေတော့မှပဲအဘအီးကတောက်တာတောက်ပါမောင်ရဲ့။ဒီလက်ဖက်ချောင်းကဆေးလက်ဖက်ချောင်းကွ။တောက်ရခဲ့တယ်။ ဒါတောက်ပြီးတော်ယုံတန်ယုံဆိုမောင်ရင်ဖျားမှာမဟုတ်တော့ကျုပ်ဖြင့်သုံးခွဲတိတိထတ်တောက်လိုက်တယ်ပေါပေါဆုပ်တွေကိုတော့မစားတော့ဘူးဗျာကျုပ်ကအချိုသိမ့်မကြိုက်တော့ဒါမျိုးတွေမစားတတ်ဘူးဗျအဲ့လိုစားတောက်ပြီးတာနဲ့ကျုပ်တို့တွေစကားဆက်မပြောပြကြတော့အဘကြီးကလည်းအပြင်ကိုပဲငေးကြည့်နေတယ်သူနားမှာထားနေတဲ့လုံမလေးကတော့ကျုပ်ကိုတစ်ချိန်လုံးစူးစူးဆက်ဆိုင်ကြည့်တယ်ဗျကျုပ်လည်းသူ့ကိုပြန်မကြည့်ချင်တာနဲ့အပြင်ကိုပဲငေးနေမိတယ်တစမီးကလည်းစီးကြလာတဲ့မိုးရီတွေကို ။ဘာရဲ့မဟုတ်ငေးကြည့်နေမိတယ်ဗျ။나이ဝက်လောက်ကြတော့မိုးတွေကဆဲသွားပြီ။ကောင်းငင်ကြီးကလည်းပြန်ပြီးတော့ကြီးတက်လာတယ်။ကျုပ်ပြန်တက်ပြီလို့ယူဆလိုက်တယ်။အဘိုင်ကျုပ်ပြန်မှဖြစ်မယ်ဗျ။မနေ့ပြန်အကြောင်းဖွင့်ရမှာဆိုတော့ဒီမှာညအိတ်လို့မရဘူးဘာရဲ့။အဘိုင်ကကောင်းငင်ကိုတစ်ချက်လှမ်းကြည့်ရင်လည်းအခုတော့မပြန်မနိုင်ဦးမောင်ရဲ့ခဏနေတော့မှပြန်ဖို့သူပါလို့ကျုပ်ကိုမပြန်ခိုင်းလဲဆိုတာကျုပ်ပြန်မတွေးတတ်ဘူးဗျာ။ အင်းရှင်းအောင်မပြတ်ပါနဲ့အုံးဆိုတာကြောင့်ကျုထမပြန်သေးဘဲနဲ့စောင့်နေလိုက်တယ်။နောက်ထပ်15မိနစ်လောက်ကြာတော့ပြန်မဲဆိုပြီးထွက်လို့ရတယ်။အပါကြီးအတီတခါမှခေါင်းငိန်နေပြာ။ဒီလောက်ဆိုမောင်ရင်ပြန်လို့ရပါပြီ။အပရွာထိပ်အထိလိုက်ပို့ပေးမယ်။တော်သေးတာပေါ့ဗျာ။ကျုကိုတညလုံးမပြန်နဲ့ဆိုပြီးတော့ဆွဲထားလိုက်ရင်တော့ငါးပါမှောက်မှတေးကြတယ်။ဒါနဲ့ကျုလုံးမလေးကိုနှုတ်ဆက်ပြီးတော့အိမ်မောကနေဆင်းလာတယ်။အင်းရှင်းမှာရက်ထားတဲ့ဆိုင်ကိုရွာလန်းကလေးအတိုင်းတွန်းလာခဲ့တယ်။ရွာကလေးကတိတ်ဆိတ်လို့ဗျာ။ ိမ်တွေအကုန်လုံးကလည်းမီးမောင်ကျနေတယ်။ကျုပ်တို့ထွက်ခဲ့တဲ့အိမ်ကလုံမာလေးဟာသာကျုပ်ကိုတကားဝါမှာရက်ပြီးတော့လှမ်းကြည့်နေတယ်။အပိုင်းနဲ့ထွက်လာခဲ့ရင်လည်းတာလဲမာကြီးစီကိုပြန်ရောက်လာတယ်။မောင်ရင်ဆိုင်ကကောင်းသွားပြီထင်တယ်။မကောင်းပါဘူးအပရဲ့ဒီအတိုင်းပဲတွန်းသွားရမယ်ထင်တာပဲ။နှိုးကြည့်ပါအောင်မောင်ရင်ရာအပကြီးပြောလို့ဆက်နှိုးလိုက်တာတက်ချက်တဲ့ဟုံးဝင်နေနိုးတော်တာပဲဗျာ။ကျုပ်ဖြင့်တော်တော်အံ့ဩနေမိလေ။အချင်းအားည9နာရီ10နာရီလောက်ရှိရောပေါ့ ဆိုင်ကယ်ဆက်ပြန်မျိုးသားလို့သာတော်သေးတာပေါ့ဗျာမဟုတ်ရင်ကျုပ်လမ်းတစ်လျှောက်လုံးဆိုင်ကယ်တွန်းသွားရမှာမဟုတ်လားအဘကြီးကိုနှုတ်ဆက်ပြီးတော့ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့တယ်ခလန်းလန်းရောက်တော့အဘကြီးကိုနောက်ကြည့်မှန်းအနေပြန်ကြည့်လိုက်တာတာလဲမကြီးမှာလူသူတိောက်မှရှိမနေဘူးဗျာကျုပ်မကြည့်မြလို့အနောက်ပြန်လှည့်ကြည့်လိုက်တော့လေလူတိောက်မှမရှိတော့တာကျုပ်ကလည်းတေချာမှစိုက်တယ်လူမျိုးဗျဒါနဲ့ဆိုင်ကယ်ကိုအနောက်ပြန်လှည့်ပြီးတော့အခုနာရွာကလေးရဲ့အဘကြီးကျုပ်ကိုခေါ်သွားတဲ့လမ်းကလေးရဲ့စီကိုပြန်မောင်းထွက်လာခဲ့လိုက်တယ် ထူးဆန်းတာကျုပ်ဆယ်မိနစ်လောက်မောင်းပြီးတာမှလမ်းပြီးမှဘာရွာမှမရှိတယ်လို့ဘာလမ်းမှလည်းမရှိပဲခြုံပင်ကိုင်းမိနှွေးကြီးပဲရှိနေရဲ့ဗျာဒီတော့မှကျုပ်ကြက်သိန်းတွေထလာတယ်တေကြတာကတော့ဒီအဘရာလူမဟုတ်ဘူးဆိုတာပါပဲကျုပ်ဆိုင်ကယ်ကိုအ мян ပြန်လှည့်ပြီးတော့တန်ပုတ်တွေကတော့အသက်ကုန်ရွတ်ပြီးတာလန်အတိုင်းမောင်းလာခဲလိုက်တယ်ဗျလန်တိုင်မောင်းလာရင်လည်းအရှိမကားလမ်းမကြီးကိုလှမ်းတွေ့လိုက်တယ်။ကားလမ်းမဘေးနားမှာဇေယဟောင်းကြီးတလုံးရှိတယ ကားလဲရောက်ပြီဆိုတော့မှကျုပ်စိတ်ကိုဒုံဒုံချလိုက်တယ်။ကားလဲမှာကားသွားလာတော့ရှိနေသေးတယ်။ဒီလိုနဲ့15မိနစ်လောက်မောင်းလာလိုက်တာ။ကျောင်းရှိရဲ့ရွာကလေးကိုရောက်လာခဲ့တယ်။ကျောင်းကိုမရောက်ခင်မှာရဲစခန်းကိုဖြတ်ရတယ်ဗျ။အဲ့လိုဖြတ်နေတော့မှရဲတက်ချက်တယောက်ကကျုပ်ကိုလှမ်းခေါ်တယ်။အဲ့ရွာလေးမှာကျုပ်ကိုလူတိုင်းကြီးပါတိကြတာကိုဆရာကြီးဆိုပြီးတော့လှမ်းခေါ်လို့ရဲစခန်းထဲကိုမောင်းဝင်လာခဲ့လိုက်တယ်။စခန်းမိုးကလည်းကျွန်တော်နဲ့အတိပါပဲဗျ။ရဲတက်ချက်ကကျုပ်ကိုစခန်းထဲအတင်းဝင်ခိုင်းနေလို့ တခုခုတော့ထူးပြီလို့စိတ်ထဲကနေတိလိုက်တယ်။စခန်းထဲဝင်လိုက်တော့ဆရာလေးမြင့်မြတ်ကိုတရားတန်ချက်တွေနဲ့တွေ့လိုက်ရတော့တာပဲ။ကျုပ်ဖြင့်အံ့ဩပြီးတော့ပါးစပ်တောင်မပိတ်နိုင်ဘူး။ဆရာလေးဘလို့ဖြစ်တာလဲဗျ။လမ်းမှာဆိုင်ကယ်မှောက်တာများလား။ဆရာကြီးပြန်ရောက်တာကြားပြီလားဗျ။မကြသေးပါဘူးဗျာ။လမ်းမှာမိုးမိနေတာနဲ့ရွာဒီရွာမှာဝင်ခုန်နေလိုက်ရသေးတယ်။အခုမှဒီလိုဝင်တော့ရှိသေးတာ။ရဲတဲ့ချက်ကလှမ်းခေါ်လို့ဝင်လာခဲ့တာ။ ဆရာကြီးကအရှိဟာသွားတာလေဗျာ။ဘာဖြစ်လို့အခုမှရောက်လာတာလဲ။ဆရာလေးကဘလို့ဖြစ်တာလဲ။ဆရာကြီးပြန်ပြီးတော့နိုင်ဝက်လောက်နေတော့ကျွန်တော်အနောက်ကနေလိုက်လာခဲ့တာဆရာကြီး။လမ်းမှာဆရာကြီးကိုတွေ့လို့တွေ့ညာဆိုပြီးတော့အချိန်ကြီးမောင်းလာခဲ့တာ။ကားလမ်းဆိုင်ကဆရာဟောင်းကြီးနားကိုရောက်တော့ဆရာထေးကလူမိုက်တွေထွက်လာပြီးတော့ကျွန်တော်ဆိုင်ကယ်ကိုတားပြီးတော့ဝိုင်းလူကြရက်ကြတယ်ဆရာကြီး။ဟောရီတရားတွေသာကြည်ပါတော့ဆရာကြီးရဲ့။ကျုပ်တော်တော်ကိုအံ့ဩသွားတာဗျာ။ တကယ်လို့ကျုပ်သာဟိုရွာကလေးမှာဝင်ပြီးတော့မိုးခုမနေရဘူးဆိုရင်ဒီလူမိုက်တွေလူရက်မဲ့လူကကျုပ်ဖြစ်ချင်းဖြစ်သွားနိုင်တယ်မဟုတ်လားအဲ့တော့မှဟိုအပါကြီးကကျုပ်ကိုကယ်ခဲ့တာပါလားဆိုပြီးတော့တွေးမိတယ်ပို့ပြီးတေချာသွားအောင်ရဲစခန်းလူတွေကိုအဲ့ဒီလမ်းဟောင်းဘေးနားကရွာတွေပါပြီးရှိသလားဆိုပြီးတော့မေးကြည့်တော့ပါရွာမှာမရှိဘူးလေဗျနောက်ပြီးတော့ပြောလိုက်သေးတယ်အဲ့ဒီလမ်းကလူသူပြတ်တော့တယောက်ချင်းမသွားတာကောင်းနေတဲ့လူစိုးလူမိုက်တွေခိုးချင်ဟွက်ချင်တဲ့လူတွေက အဲ့ဒီလမ်းကလာမဲ့သူကိုစောင့်ပြီးတော့လူရဲတက်တယ်တဲ့ဗျာ။ကျောင်းကဆရာမတွေကျောင်းသားမိဘတွေကိုမေးကြည့်တော့အဲ့ဒီလမ်းမှာနန္ဒဘဝတွေပြရလောကသားတွေစက်စားတက်တယ်လို့ပြောတယ်။အဲ့ဒီလမ်းကသွားရင်နန္ဒဘဝတွေရဲ့အချောင်းလန့်ကိုခံရလို့ပြန်ပြေးလာကြရတဲ့ဆက်လမ်းတွေကိုလည်းမနေဘူးဆိုပဲ။ဒါဆိုရင်ကျောင်းထဲတွေ့ခဲ့တာချက်တွေများလား။ဟိုအပါကြီးရောနန္ဒဘဝကြီးပဲလား။သူများတွေကိုချောင်းလန့်ပြီးတော့ကျုပ်ကိုကြတော့ဘာဖြစ်လို့ကုညီခဲ့တာလဲဆိုတာကျုပ်ပြန်စဉ်းစားမိတယ်။ နောက်ဆုံးကျုပ်ကောက်ချက်ချလိုက်တာကတော့တန်မုတ်တွေကာရာကြောင့်ဖြစ်မဲ့ဗျကျုပ်ကလမ်းသွားရင်းနဲ့ဒီကာရာကိုရွတ်သွားတာဆိုတော့ကျုပ်ကြုံတွေ့လာရမယ့်အန်ဒီယာတွေကိုစက်တွေအားကြိုသိနေလို့ကျုပ်ကိုကယ်တင်လိုက်တာပဲနေမှာဒီအတွေ့အကြုံကတော့ကျုပ်ဘဝမှာပထမဆုံးအကြိမ်တွေ့ကြုံခဲ့ရတဲ့ကြိတ်ရွာစီရောက်ခဲ့ဘူးတဲ့အတွေ့အကြုံပါပဲဗျနောက်ပိုင်းအဲဒီလမ်းကိုတခါမှမသွားဖြစ်တော့တာပါပဲပိုပြီးထူးဆန်းတာပြောအောင်မယ်ဗျစက်တွေတိုက်လိုက်တဲ့ဆေးလက်ဖက်ချောက်ဆိုတာကိုတောက်ပြီးရဲ့နောက်မှာ ကျုပ်၃လလောက်အထိကိုဘာယောဂမှမဖြစ်ခဲ့ဘူး။နှာတစ်ချက်တောင်မချေခဲ့ဘူး။ကျုပ်မှာအရင်ကပန်းနာရင်ကျက်ယောဂအခန်းရှိတယ်။အစုပ်အေးပတ်လို့မခံရဘူး။မိုးတစ်ချက်နှစ်ချက်မိရင်တော့မှနောက်နေဆိုချောင်းနေဆိုအခန်းမသိရင်ဖျားနာတတဲ့လူမျိုးို့ပြ။အခုတော့အဆောင်တွင်ရောက်တာတော့ပန်းနာရင်ကျက်မထတဲ့အပြင်အဲ့ဒီ၃လအတွင်းမှာဖျားရနာရလဲတခါမှမဖြစ်ခဲ့ဘူး။ကျုပ်ကိုယ်တိုင်ကျုပ်မယုံလို့စမ်းသပ်ကြည့်တည်တယ် ဆောင်းတွင်မှာညနေပိုင်းရေချိုစွတ်ကြက်လက်ပြက်နဲ့အိတ်တာတော့မှဘာမှမဖြစ်တာအံ့ဩစရာပါပဲကျောင်းထင်ကတော့သူတို့တိုက်တဲ့ရင်သွေးကြမ်းကိုသုံးကွက်တောက်ခဲ့လို့သုံးလောင်လောင်များမဖျားတာနေမယ်လို့တွေးမိတယ်။သုံးလောင်ပြည့်ပြီးတဲ့နောက်မှာတော့ညွေခေါင်ကောင်းကြီးရောက်တော့မှကျုပ်ကောက်ခငင်ကကောက်ပြားလိုတာပါပဲဗျာ။ကျုပ်တခုတွေးမိတာအဲဒီလုံကသူတို့ကျွေးတဲ့ထန်းချက်ပေါပေါစုပ်ကိုစားလိုက်ရင်ဘာတွေဖြစ်မလဲလို့တွေးနေမိတယ်။အဲဒီရွာကလေးမှာတနည်းလောက်လှုပ်ပြီးတော့ကျုပ်တခြားကိုပြောင်းရတယ် အဲ့ဒီကလေးကအဲ့ဒီရွာကလေးကိုသွားလေမဲလင်းမဲနဲ့မရောက်ဖြစ်တာအခုတည်းပါပဲဗျာအခုတော့အဲ့ဒီရွာကလေးလည်းမျိုးဖြစ်နေပါပြီကျုပ်ဖြင့်အခုချိန်ထိမိုးရီတအားတဲတဲမဲမဲရွာတဲ့အချိန်ရောက်တိုင်းကျုပ်ကိုကူညီခဲ့တဲ့အဖအကြီးရဲ့ကျုပ်အလေတစ်ခေါက်ရောက်ခဲ့ဖို့ရဲ့ကြက်ရွာကြီးရဲ့ကိုအောင်မေတတိယနေမိပါသေးတယ်ဆရာလေးမြင့်မြတ်ကိုလည်းတတိယပါတယ်ဆရာလေးနေမကောင်းရလားအိမ်တော်တွေပါရီကြာနေပြီလားပေါ့ ဇလန်လီယာတို့ဒီမှာပဲပြပါပြီရှင်။နာဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။